အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ online channel ကနေအတိတ်တဖန်ပြန်နေကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့လူငယ်တိုင်းပြီးထားတဲ့အချက်14ချက်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်နံပါတ်1မလိန်ပါနဲ့လူနှုတ်ရဲ့ဆက်ဆံရေးဟာယုံကြည်မှုအပေါ်မှာအခြေခံပါတယ်ဒါကြောင့်တစ်ဖက်သားကိုမျိုးစားမှုပြတော်အားဖြင့်လူပြည်သားစွာပြုလို့ပါမလိန်ညာပါနဲ့ ယုံကြည်မှုဆိုတာဆုံးရှုံးပြီးသွားရင်ပြန်ရခဲ့ပါတယ်။နံပါတ်၄လက်အစားပါပြစ်စာမဖောက်ပါနဲ့။အစိုးရအဆုံးလို့ရဖြစ်ပါတယ်။လူတယောက်ရဲ့ဘဝကိုရှင်ထက်နဲ့အတိအတ္တလို့ဖြစ်ပါတယ်။နံပါတ်၃မမုန်းပါနဲ့ခဏတာရှင်တိုင်းရတဲ့ဘဝလေးကိုအမုန်းတွေနဲ့မဖန်သေးပါနဲ့။နံပါတ်၄ စိတ်မပူပါနဲ့အကောင်းမင်းတအောင်ကြိုးစားပါ လောကမှာရှိတဲ့ပြဿနာတွေဒုက္ခတွေဟာဒုနဲ့တဲပါပဲပြဿနာအစိပ်ပိုင်လေးတစ်ခုအတွက်နဲ့စိတ်ဆင်းရဲမခံပါနဲ့နံပါတ်6အမြင့်ဆုံးမှန်ပါဂေါင်းလောက်မှန်မှဒုလောက်ရောက်လေဆိုတာတရားပါ အောင်မြင်ချင်းရဲ့အညွန့်အဖူးကို စာကြည့်စမ်းပါဒါဟာရှင်ကန်ချင်းအရာသာတစ်မျိုးပဲဖြစ်ပါတယ်နံပါတ်9ဘူရီစီကအနေငယ်သာမျောလင့်ပါ ကိုမျောလင့်ထားတဲ့အတိုင်းဖြစ်မလာရင်ကိုပဲနာကျင်တတ်ပါတယ်ပြီးတော့အဖက်သားကိုလည်းမျောလင့်ချက်တွေပြီးပြီးပြန်မရုပ်သိမ်းပါနဲ့ကိုဟာသူတို့အတွက်အကြီးမားဆုံးရန်သူဖြစ်လာနေပါရဲ့ နံပါတ်၈ရိုးရှင်းစွာရှင်တံပါတံဖိုးကြီးနာယီတွေကားတွေစီးနိုင်မှ လူရဝန္တာမဟုတ်ပါဘူးရထားတဲ့ဘဝကိုပျော်ပျော်နီးကျေးဇူးတင်ပါပါစေရွေးချယ်မှုတိုက်ကိုပျော်ရွှင်ခြင်းနဲ့အရင်တိုက်တာပါနံပါတ်၉ညာညာပေးကံပါဒါဟာလူချင်းဝတ်အမျိုးပဲဖြစ်ပါလေ ခင်မင်ရင်းနှီးမှုများစွာမှာဒီကန်ချင်းပါပါတယ်။တစ္ဆာရှိတဲ့အမိတ်ဆွေတွေကိုပြန်ပြန်ရတတ်ပါတယ်။နံပါတ်30အမြဲတမ်းပြုံးပါ။ဒါဟာပဝင်းရှင်နဲ့တဏ္ဍာကအစားတွေပွင့်လာစေမှာပါ။နံပါတ်7နဲ့မလျှော်ပါနဲ့။စင်ချီမပေးပါနဲ့။ လူကိုနှုံးပန်းစီပွားနိုင်တာဟာစင်ချီစင်နဲ့တွေပဲဖြစ်ပါတယ်။စထားတဲ့ခရီးကိုအဆုံးထိသွားနိုင်အောင်ကြိုးစားပါ။ဘေးဆမှုတိုင်းမှာကောင်းမွန်တဲ့အဖူအပွင့်တွေရှိတတ်ပါတယ်။နံပါတ်7နဲ့လွတ်တပါစီ။ဖူးစာအမားကိုဆက်တွေ့တာညီတဲ့ ဘယ်တော့မှဖူးစာအမှန်ကိုရှာတွေ့နိုင်မှာမဟုတ်ပါဘူး။နံပါတ်7ဝေဖန်ခြင်းကိုလက်ခံပါ။တစ်ဖက်သားရဲ့မိမိအပေါ်အမြင်ဟာ အရေးမကြီးပါဘူး။ဒါပေမဲ့သူတို့ရဲ့ဝေဖန်ချက်ဟာတခါတလေအမားကိုထောက်ပြတတ်ပါရဲ့။နံပါတ်7အချင်းကိုတံဖိုးထားပါ။ မဆောင်ဆိုင်ပါနဲ့အချင်းဟာအရာအလုံးမိပါကိုဖြည့်ဖြောက်ပေးနိုင်ပါတယ်။ဒါပေမဲ့အချင်းကိုမဆောင်ပါနဲ့လုံးဆရာရှိတာကိုထားလို့ပါ။တွေးတော့နေတာထက်အကောင်အထည်ဖို့ရင်အိမ်မဟာပူပီပင်းလာပါလိမ့်မယ်။အခုလိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ See you in the next video.